အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြပေးတော့မှာကတော့မေဘက်မှာ KB ဝိတ်ဘေးကိုအတုံးပြုတ်ပြီးတော့ငွေတွင်းလေးကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe ပြုလုပ်ပေးသွားကြပါအောင်ခင်ဗျာမေဘက် account ဖွင့်ဆော့ပါသား channel မိတ်ဆွေများကတော့ဒီဗီဒီယိုရဲ့ description မှာမေဘက် account ဖွင့်ပြီးဗီဒီယို link ကိုထည့်ထားပေးမှာဖြစ်လို့ description link ကနေဝင်ရောက်လေ့လာပြီးတော့ account ဖွင့်ဆော့ကစားလို့ရပါတယ်ခင်ဗျာ မဲဘငွေတွင်းဖို့အတွက်မီနူးကိုနှိပ်ပေးပါခင်ဗျာဒီပိုဇစ်ကိုနှိပ်ပေးပါကျွန်တော်တို့ KB နဲ့ငွေတွင်းကိုအရင် လေ့လာရအောင် KB ကိုနှိပ်ပေးပါခင်ဗျာ။ ျွန်တော်ကဒီမှာနမူနာဖြည့်ပြပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်ကိုဖြည့်ပေးပါခင်ဗျာဒါမှမိတ်ဆွေတို့အကောင့်ထဲကိုငွေဝင်လာမှာပဲဖြစ်ပါတယ်အပေါ်ဆုံးမှာငွေတွဲမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာရာ KB အကောင့်နံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ KB အကောင့်နံပါတ်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာဖုန်းနံပါတ်ထည့်ပြပါမယ် ရွာခေပေးအကောင့်နှိုင်းဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ခေပေးအကောင့်အမည်ကိုထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်ထည့်ပြပါမယ်ခင်ဗျာကျွန်တော်တို့ငွေတွင်းမဲ့ပမာဏခေပေးဖုန်းနံပါတ်ခေပေးအမည်ကိုထည့်ပေးသွားရင်တော့အပေါ်မှာ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ရှိပါတယ်ခင်ဗျာ copy ယူပြီးတော့မိတ်ဆွေတို့ရဲ့ခေပေးထဲမှာအရင်ဆုံးငွေတွားလွှဲပေးပါခင်ဗျာ ငွေလွယ်ပြီးရင် KB ရဲ့ transition history မှာ KB ဇာလုံးဆောင်မှုအမှတ်အလုံး20ရှိပါတယ်ခင်ဗျာအဲ့ဒါကိုဒီ20 digits ဆိုတဲ့နေရာမှာပြန်လာပြီးတော့အားလုံးကိုမှတ်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်ကတော့နမူနာဂဏန်းကိုဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ KB ဇာလုံးဆောင်မှုအမှတ်အလုံး20လုံးကိုမှတ်ကန်စွာဖြည့်ပေးပါခင်ဗျာ ျွန်တော်တို့ငွေတွင်းနဲ့ပမာဏ KB ဖုန်းနံပါတ် KB အမည် KB ဇက်လောက်ဆောင်မှုအမှတ်အလုံး20ကိုဖြည့်ပြီးသွားရင်နော် confirm ကိုနှိပ်ပေးပါခင်ဗျာဒါဆိုရင်မိတ်ဆွေတို့ KB နဲ့ငွေတွင်းတာအောင်မြင်သွားပါပြီမိတ်ဆွေရဲ့ account ထဲကို15မိနစ်မိနစ်20အတွင်းငွေဝင်လာပါလိမ့်မယ်ခင်ဗျာကျွန်တော်တို့ဝေးနဲ့ငွေတွင်းတွေကိုဆက်ပြီးကြည့်ရအောင်ဝေးကိုနှိပ်ပေးပါခင်ဗျာ ကျွန်တော်ကဒီမှာနမူနာဖြည့်ပြန်မှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်ကိုဖြည့်ပြီးပါဒါမှမိတ်ဆွေတို့အကောင့်ထဲကိုငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးမှာငွေပြင်းမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာတင်ဤဝတ်ပေးဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ဝတ်ပေးဖုန်းနံပါတ်ကိုဖြည့်ပြီးပါခင်ဗျာကျွန်တော်ကနမူနာဖုန်းနံပါတ်ထည့်ပြပါမယ် တင်အဝိဘေအကောက်ကန်ဆောင်လူအမီဆိုတဲ့ညမှာမိတ်ဆွေတို့ရဲ့ဝေးအမီကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်ထည့်ပြပါမယ်ခင်ဗျာကျွန်တော်တို့ငွေတွင်းနဲ့ပမာဏဝေးဖုန်းနံပါတ်ဝေးအမီကိုထည့်ပြီးသွားရင်တော့အပေါ်မှာအသက်ဖြစ်နေတဲ့အေဂျင့်ဖုန်းနံပါတ်ရှိပါခင်ဗျာ copy ယူပါဝေးထဲမှာငွေတော့လွှဲပေးပါခင်ဗျာငွေလွှဲပြီးရင်ဝေးရဲ့ transition history မှာဝေးလုပ်ငန်းစဉ်အမှတ် ဆိုတာရှိပါလိမ့်မယ်အဲ့ဒါကိုဒီ6 to bandages ဆိုတဲ့နေရာမှာပြန်လာပြီးတော့အားလုံးကိုမှတ်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်ကတော့နမူနာကဏ္ဍတွေဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ဝေးလုပ်ငန်းစဉ်အမှတ်ကိုအားလုံးမှတ်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်တို့ဝိမာငွေတွင်းတဲ့အချိန်မှာငွေတွင်း attribute screenshot ကိုတောင်းရင်ဒီအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့ငွေတွင်း attribute screenshot ကို ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာမတောင်းရင်တော့ထည့်ပေးစရာမလိုပါဘူးဒီမှာကတော့တောင်းတဲ့အတွက်ဒီအပေါင်းလေးကိုနှိပ်ပြီးတော့မိတ်ဆွေတို့ငွေလောက်ထားတဲ့ screenshot ကိုယူပြီးတော့ဒီအပေါင်းလေးမှာထည့်ပေးလိုက်ပါခင်ဗျာကျွန်တော်တို့ငွေတွင်းနဲ့ပမာဏ weight ဖုန်းနံပါတ် weight အမီငွေတွင်းအတီးပြု screenshot weight လုပ်ငန်းစဉ်အမှတ်အားလုံးကိုဖြည့်ပြီးသွားရင်တော့ confirm ကိုနှိပ်ပေးပါခင်ဗျာဒါဆိုရင် weight နဲ့ငွေတွင်းကအောင်မြင်သွားပါပြီ ကျွန်တော်တို့အကောင့်လေးကို15မိနစ်မိနစ်20အတွင်းငွေဝင်လာပါလိမ့်မယ်ခင်ဗျာဒီဗီဒီယိုကိုကြိုက်နေတတ်တဲ့ဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe ပြုလုပ်ပြီးတော့ကြာပါဦးခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ